မြမသမင်လောကကိုထမ်းပြီးတင်ပေးခဲ့တဲ့သူ great မင်းသားကြီးဥဖိုးစိန်မြမသမင်လောကမှာဒီကနေ့တရားလို့ဂုံတရင်မှုပြနေစေဖြစ်တဲ့ great ဥဖိုးစိန်ဟာဆိုရင်တော့မြမသမင်လောကကိုခင်မရလို့ပြုပြင်ခဲ့တဲ့တီထွင်ဖန်နီရှင်ကြီးတူဖြစ်ပါရည်ဒီကနေ့ခင်အမြင်နဲ့ကြည့်မယ်ဆိုရင်တော့ဥပိုးစိန်ဟာမြမသပင်အမှုပညာတွေကိုထမ်းတင်ခဲ့တယ်လို့တောင်တင်စားနိုင်ပြီးသူ့ရဲ့စွမ်းဆောင်ရည်တွေကလည်းချီးကျူးစရာကောင်းလာပါတယ် ဥပိုးစိန်ကို1882ခုနှစ်မှာမြောင်းများမြို့နယ်ခလောက်တိုက်ရွာမှာဖွားမြင်ခဲ့ပြီးငယ်နံမဲကမောင်တိုက်ပါမီခင်ရောဖခင်မှာမြေဝိုင်းခက်မင်းသမီးမင်းသားကြီးတွေဖြစ်ကြပြီးတော့မွေးချင်းတွေပါသတ္တမတွေကြီးပါပဲအသက်9နှစ်အရွယ်မှာကြုံပြော်မျိုးဟာဖုန်ကြီးเจ้าမှာစာသင်ရင်းနဲ့အမဖြစ်သူမဆိုင်တုတ်တို့ရဲ့ဇာတ်ထဲမှာလက်ကွင်းတီတာကားဆိုင်နောက်ထားထိဝင်ရောက်ပြီးတော့အမှုထမ်းကြရတာပါ အသက်ဆန်းနှစ်နဲ့သားရွယ်မှာပဲဆိုင်းဆရာဦးဆန်းချိန်ထမ်းမှပညာသင်ရင်းနဲ့မောင်စိန်းဆိုတဲ့နာမည်ကိုပြောင်းခဲ့ပါတော့တယ်။ဖျားပွဲတွေမှာအရက်ဇမင်းသားဖြစ်နေကခဲ့ရာကနေဆန်းနှစ်နဲ့သားအရွယ်နဲ့တဲ့နာမည်ရမင်းသမီးမဆိုင်ခင်ကိုတော့မှမိအောင်ကနိုင်လို့နာမည်ပို့ပြီးတော့ထွက်လာခဲ့တာပါ။စစ်ထောင်နဲ့တားရွယ်မှာမင်းသမီးမမညာညွန့်နဲ့အကြောင်းပါခဲ့ပေမဲ့သပင်ပညာဆက်စူးစမ်းနိုင်ဖို့ဆွေမျိုးတွေကခွဲခဲ့ကြပါတယ်။နောက်ပိုင်းမန္တလေးကိုရောက်တဲ့အခါမှာအောင်ပလာတို့နဲ့ငားနဲ့နီနီတွဲဖက်ကားပြခဲ့လျာ ဘိုးစိန်အောင်ပလာဆိုပြီးတော့တော်ရော့မျိုးပါထင်ရှားခဲ့ပါရီ1909ခုနှစ်မှာမြန်မာမင်းလက်ထက်ကရွှေတိုင်စိုးတောင်ခွင်မင်းကြီးရဲ့တမီခင်ခင်လက်ကြီးနဲ့လက်ထပ်ပြီးတော့ကိုပိုင်ဇက်စရာနဲ့ဇက်ပိုင်ရှင်ဖြစ်လာပါရီဒါပေမဲ့အိမ်အောင်မမြဲပဲနဲ့ဒေါ်ချင်ယုံနဲ့ထမန်အကြောင်းပါခဲ့ပြီးကွယ်လွန်ဒိဋ္ဌိပေါင်ဖက်ခဲ့ပါရီဥပိုးစိန်မှာထူးခြားတဲ့ကိုပိုင်ဟန်ရှိပါရီသူဟာတချင်းတွေကိုနိုင်ငံသားတန်ကနေစာယူခဲ့သူဖြစ်နေပြီးမြမအတန်နဝင်ချောင်းလို့ပြုပြင်ခဲ့ပါရီ 6ပေါက်တန်နဲ့စထွင်တီဆိုခဲ့တဲ့သူလည်းဖြစ်ပါရည်အစိုးပိုင်းယုံတာမကအတန်ကိုစိတ်နေတဘာဝလိုက်ထေးတန်ငေါတန်ညူတန်ဆွေးတန်တွေကိုတွဲနိုင်နေသူပါအပြောမှာလဲဇဝနညံထက်သူဖြစ်လို့နိုင်ဝက်45မိနစ်ကြောင်းလို့အမြင်မပြတ်ပြောပြီးတော့မှတချင်းကိုဖျက်ထားတဲ့အနေအားကနေပြန်ကောက်ပြီးတော့ဆိုနိုင်နေသူပါဒီကနေ့ထိဥပုံစိန်ကိုမှီတဲ့အပြောပိုင်နေသူမပေါ်သေးဘူးလို့ပြောစမှတ်ပြူကြပါရည်အကမှာဆိုရင်လဲမင်းသမီးနှစ်လက်သုံးလက်နဲ့တွဲကြတာဥပုံစိန်အစားဖြစ်တယ်လို့မျိုး ရှေးမြန်မာအကကလက်ကိုသာသုံးနာတွေကိုသုံးသပ်ပြီးတော့မြန်မာနိုင်ငံရောက်ကပ်ပလီလူမျိုးတအူးထံကနေခြေကားကိုတင်ယူပြီးတော့မြန်မာခြေဖြင်းနဲ့ပြုပြင်ကပြန်လည်တီထွင်ခဲ့တဲ့သူဖြစ်ပါရည်သူပါဇက်ခုံပေါ်မှာအဆောင်ရောင်ဟိရန်တွေကိုစံပြစေခဲ့တဲ့သူဖြစ်ကမူလာကရေတံစီမီးတိုင်ထွန်းရကနေလျှက်ဆက်ဓမီတွေကိုစတင်ထုံကြီးခဲ့တဲ့သူလည်းဖြစ်ပါရည် သူကတဲ့ဇက်တွေထဲမှာဆိုရင်တော့ထိလက်ပိုးဥဇက်ကိုပြည်ပြန်လုံးနေအတွက်လူတယောက်ကလက်တွေလိုက်လှုပ်တာကြောင့်ထောင်ကျသွားခဲ့တဲ့အထိဖြစ်ခဲ့ဘူးလို့ဒီဇက်ကိုနောက်ပိုင်းမှာမကတော့ပါဘူး။ဥပိုးစိန်ကမြမရိတာမကတရုတ်ကလာပရှူအင်္ဂလိပ်မျက်နှာဖြူရိယာပါချစ်ခင်ကြပြီးတော့အမျိုးသမီးတချို့ဆိုရင်တော့ရွှေရင်းကားတွေကိုလက်ဆောင်ပစ္စည်းတွေကြားထဲမှာညှက်ပေးခဲ့ကြပါရဲ့ ဥပိုးစိန်ရဖျားစီဒီပေါင်း68စုကိုတဲခဲ့လို့ဖျားဒါရကကြီးဥပိုးစိန်လို့ခေါ်တွင်ကျင်းကိုခံခဲ့ရတဲ့သူပါသူနေထိုင်ရာတောင်မွေလန်းကိုလည်းဘိုးစိန်လန်းဖြစ်နဲ့ခေါ်ပေါ်ခဲ့ကြပါရယ်ဥပိုးစိန်ဟာဥစိန်အုပ်ဤနောင်ဥဆန်တော်ဥစိန်ကရုံလုံးနဲ့အပြိုင်ကရတဲ့ကြားတွေကနမည်မသိဘဲနဲ့ထိတ်ဆုံးကိုရောက်ခဲ့တာဟာဆိုရင်တော့သူ့ရဲ့စူးစားအထုံးမှုကြောင့်ပါပဲ1954ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာအသက်82နှစ်အရွယ်နဲ့ကွယ်လွန်ခဲ့ပါရယ် မကွယ်လွန်မီလွတ်လပ်ရေးရပြီးရနောက်ဝန်ထကျော်ထင်ပွဲဒီတိရှအစိုးရလက်ထက်မှာဆိုရင်လေတိုင်းကျုပ်ပြည်ပြူ TPS ဘွဲကိုချီးမြှင့်ခြင်းခံခဲ့ရပါတယ်ဥပိုးဆိုင်ရဲ့အမှုပညာစိတ်ဓာတ်နဲ့ဘာသာရေးပေါ်ထားရှိတဲ့တရားတရားတွေအားဆိုရင်တော့မြန်မာသဘင်လောကရဲ့အဖို့ပြနိုင်တဲ့အမွေအနှစ်တွေပဲဖြစ်ပါရည်။ကဲပရိသတ်ကြီးတို့ရင်ဒီနေ့ရဲ့ရွှေဘို Channel ကနေတလောင်းနဲ့နှုတ်ဆက်ခွင့်ပြုပါတော့။စိတ်ဝင်စားဖို့အသေးသေးတော့အကြောင်းအရာတွေပြန်လာခဲ့ပါအောင်မယ်။ဆက်လက်ချစ်ခင်အားပေးကြပါအောင်ရှင်။